အတန်းဖိုင်ပေါက်ကြားမှုမှာပေတုံနဲ့ကိုယ်တိုင်အပုတ်ချခဲ့တဲ့ဘိုးချုပ်ကိုသူမဟာအခုတော့လူကြီးကိုယ်နဲ့သွားတွေ့ပြီးတော့တောင်းပန်နေရပြီဖြစ်ပါလေ။ဖြစ်စေခဲ့တဲ့အတန်းဖိုင်ပေါက်ကြားမှုမှာသူကိုယ်တိုင်တင်းပြောမိတဲ့ထိုင်းစစ်တပ်ဘိုးချုပ်တို့ကိုထိုင်းဝန်ကြီးချုပ်ပေတုံကသွားရောက်တွေ့ဆုံခဲ့ပါလေ။ပေတုံနဲ့ဟာကမ္ဘောဒီးယားနဲ့နယ်စပ်နောင်းမှာရှိတဲ့ယိုမွန်ရချာဌာနကိုသွားရောက်ခဲ့ပြီးသူ့ကိုဒုတိယဘိုးချုပ်ကြီးဘောဆင်ဘက်ကလန်ကရဟယင်နာထီလာကြိုပါတယ်။ ဂွန်စင်ဆိုတာကကမ္ဘောဒီးယားဂျိုဟောင်ဖွန်ဆန်နဲ့ဖုန်းဆက်ပြီးထိုင်းကမ္ဘောဒီးယားနယ်စပ်ရေးတင်းမှမှုကိုအလို့သဘောဆွေးနွေးတော့ကပီရိုနန်ကထည့်သွင်းညွှန်ပြောဆိုခဲ့တဲ့ထိုင်းကြီးတဲ့အရာရှိဖြစ်ပါတယ်။ပေါက်ကြားလာတဲ့သက်ဖိုင်ထဲမှာတော့ပီရိုနန်ကဘွန်စင်ကိုသူ့ကိုစန့်ကျင်တဲ့အင်အားစုဘက်ကလို့တုံ့နှုတ်ထားတယ်လို့ဘွန်စင်ဟာနိုင်ငံကောင်းကျိုးကိုအမှန်မလို့လားပဲအများအားဖြင့်ဆိုင်ကုတ်ကိုပဲလိုချင်နေတဲ့ဘူချို့လို့သူကပြောခဲ့ပါတယ်။ဒါပေမဲ့ကွေယာမှာတင်းပြောမှုဆန်တဲ့စကားတွေကဖုန်းသက်ဖိုင်ပေါက်ကြားလာချိန်မှာတော့ပီရိုနန်ကိုကြီးကြဲအကြက်ရိုက်သွားပါတယ်။ ။ဘွန်စင်ဟာကမ္ဘောဒီးယားနဲ့နယ်စပ်လွှဲရေးအတွက်အဓိကတာဝန်ယူရတဲ့စစ်ဦးစီးရရှိချုပ်ပါ။ပေဒိုနန်ကသူရှိနေတဲ့စစ်နယ်မြေစီးတွားပြီးနယ်စပ်ခြေနေကိုစစ်ဆေးခဲ့တယ်ဆိုတာဟာထိုင်းဆိုရနဲ့စစ်တပ်ကြားစီလုံးခိုင်မာမှုအားကောင်းနေစေဆိုတဲ့ ပုံရိပ်ကိုပြသဖို့အားထုတ်ခဲ့တာဖြစ်ပါတယ်။တန်ဖိုင်ထဲမှာပေရိုနယ်ကပြောဆိုခဲ့တဲ့စကားတွေဟာဘောစင်ကိုတမကပဲထိုင်းစစ်တပ်တစ်ခုလုံးကိုပါစော်ကားတဲ့အတိတ်ပဲဖြစ်တယ်လို့ဆွဆွဲမှုတွေထွက်ပေါ်လာပြီးစစ်တပ်ရဲ့မဟာမိတ်နိုင်ငံအင်အားစုဖြစ်တဲ့ကွန်ဆာဗေးတစ်ပါတီဟာပေရိုနယ်ရဲ့ညွန်ပေါင်းအစိုးရကလည်းနှုတ်ခတ်သွားပါတယ်။အဲ့ဒီချိန်မှာညွန်ပေါင်းအစိုးရကိုတည်တည်သာအားနည်းသွားစေပြီးနိုင်ငံအနာဂတ်မလီယာမှုတွေကြုံတွေ့စေပါတယ်။နောက်ပြီးတိုက်ခန်တွေကပင်လုံးတွေကိုနှုတ်ထွက်ပေးဖို့နဲ့ရွေးကောက်ပွဲကျင်းပဖို့တောင်းဆိုတဲ့နေလဲပိုကျလာပါတယ်။ ဒါနဲ့မကသေးပဲသူ့ဖခင်နဲ့အတော်တို့ဝင်ကြီးချုပ်ဖြစ်တောင်းယူခဲ့ခြင်းကကြွေတွေ့ကြုံခဲ့ရတဲ့တူညီရဲ့ကကြမာတိုင်းပေတော့နဲ့ဟာလဲအာနာသိမ့်ပြီးတော့ဖယ်ရှားခံရမယ်လားလားကြုံရမလားစိုးရိမ်မှုတွေဖြစ်နေပါလေဒီလိုဘေးကျက်နံကျက်အခြေအနေတွေကြောင့်ပေတော့နဲ့ဟာဒင်းကရှင်ဘွဲတွေပြုလုပ်ခဲ့ရပြီးသူမပြောဆိုမိခဲ့တဲ့ဇာတ်တွေအတွက်ပြန်လဲတောင်းပန်ခဲ့ပါလေပြီးတော့မျက်နှာပူစရာဖြစ်ပေမဲ့ဒုတိယပူဇော်ကြီးဘွန်စင်ကုတ်ခဲနေတဲ့စစ်နယ်မြေအမှတ်နဲ့ကိုသူမကိုယ်တိုင်တွားရောက်ခဲ့ပါလေ ဘုံစင်နဲ့တွေ့ချိန်မှာဘုံစင်ကတော့ပေတုံတန်ကိုမသိကြအောင်ဆောင်းနေပါတယ်ပေတုံတန်ဟာနေဆက်မှာလုံခြုံရေးယူထားတဲ့ထိုင်းတပ်ဖွဲ့တွေကိုအဖေစကားပြောသလိုအဖွဲ့လိုက်တဲ့ပုံတွေလည်းအတူရိုက်ပါတယ်ပေတုံတန်နဲ့မတွေ့ခင်အင်တာဗျူးတစ်ခုမှာတော့ဘုံစင်ကသူဟာဝန်ကြီးချုပ်နဲ့တီးတန့်ဖုံးပြောပြီးဖြစ်သလိုကမ္ဘောဒီးယားနေဆက်ညှိပွားမှုနဲ့ပတ်သက်ရင်အရေးအားကိုတည်ထားဖို့နိုင်ငံ့အကျိုးစီးပွားကိုဦးစားပေးတဲ့ကျင့်ဝတ်မူဝါဒကိုင်ဆွဲဖို့ဝန်ကြီးချုပ်ကိုအကြံပြုတယ်လို့ပြောကြားသွားပါတယ် ပြောရမယ်ဆိုရင်တော့ထိုင်းစစ်တပ်ဒုမိုလ်ချုပ်ကြီးကဝန်ကြီးချုပ်ကိုပြန်တင်ပေးသွားတဲ့အနေထားပါ။ဒါနဲ့မကသေးပဲခရီးရောက်ကွန်ဂျီပေးမဲ့အတွေ့အကြုံရင်းအကြံပေးဝါရဲဖွဲ့ကိုဖွဲ့စည်းပြီးထိုင်းနိုင်ငံပေါ်နိုင်ငံတကာယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ဝန်ကြီးချုပ်ကိုမိမိတိုက်တွန်းခဲ့ကြောင်းပေါ်ဆင်ကဆိုပါလိမ့်။လက်ရှိပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာလည်းဝန်ကြီးချုပ်ဟာတေချာအာယုံဆူဆိုက်ပြီးတည်ရှိတာမျိုးကိုမြင်ကျင်တယ်လို့သူကဒီစတန်နဲ့သတင်းဌာနနဲ့အင်တာဗျူးမှာမှတ်ချက်ပေးသွားပါလိမ့်။ပြီးတော့သူ့အထက်အရာရှိတွေကချမှတ်တဲ့နိုင်ငံအတွက်ကောင်းကျိုးဖြစ်ထွန်းတာတွေတေချာစေမဲ့ ဘလို့ချင်းမှုမူဝါဒကိုမဆို သူကဆက်လက်လိုက်နာနေဖို့အသင့်ပဲလို့ပေါ်စင်ကပြောပါတယ်ဂျီတရဲ့စူးစီးရရှိချုပ်ဖြစ်တဲ့ပေါ်စင်ဟာထိုင်းနိုင်ငံရှေ့မြောက်ပိုင်းနယ်စပ်တွေရဲ့လုံခြုံရေးကိုအဓိကတာဝန်ယူကြီးကြပ်ရသူပါသူရဲ့စနစ်မြေဟာထိုင်းကမ္ဘောဒီးယားနယ်စပ်အလုံးနီးပါးမှာကျုံးဝင်ပါတယ်ပေါကြလာတဲ့တပ်ဖွဲ့တွေမှာပြည်တော်နယ်ကပေါ်စင်ကိုစန့်ကျင်ရေးအင်အားစုတို့တုံ့နှုတ်ထားခြင်းဟာထိုင်းနိုင်ငံရေးမှာအကြီးကျယ်ကြေထားပါပါတယ်ထိုင်းစစ်တပ်ဟာနိုင်ငံရေးမှာဩဇာအကြီးမားဆုံးအင်အားစုဖြစ်တမိုင်းကြောင့်တခြားရည်တည်နေတာပါ ထိုင်းနိုင်ငံရေးမှာကြီးကြပ်ရှုပ်ထွေးသွားတဲ့အတန်ဖိုင်ပေါ့ချမှုနဲ့ပတ်သက်ပြီးဟွန်ဆန်ကတော့သူ့လက်ချက်မဟုတ်ဘူးလို့ပြောပါတယ်သူကအလီအတန်ဖိုင်ကိုလွတ်တော်အမတ်တွေနဲ့အစိုးရဖွဲ့ဝင်ရောက်80လောက်စီမျှဝေခဲ့ပြီးအဲ့ဒီတွေကတရားရောက်ကဖော်ကောက်လုပ်လိုက်တာဖြစ်မယ်လို့အပြစ်ဖော်ထားပါတယ်ဘောစင်ကတော့ဝန်ကြီးချုပ်ဟာသူ့စီချက်ချင်းဖော်ဆက်ပြီးဒီကိစ္စအတွက်တောင်းပန်ခဲ့တယ်လို့ဒီစတန်ဒတ်ကိုတည်ပြပါတယ်သူကအထက်ရရှိနေပေါ်ဆက်လက်သစ္စာခံနေမယ်လို့ခိုင်မာပြောပြီးဒီသမတ်ချက်ဟာစစ်တပ်ရဲ့စီဝီစီချုပ်ကာကွယ်ရေးဝန်ကြီးနဲ့ဝန်ကြီးချုပ်တို့အထိကြုံဝင်ပါတယ်။ထိုင်းစစ်တပ်ကတော့လော့စဲ ခေါ်အဲ့ဒီခေါ်ဆန်တဲ့ကိစ္စအတန်ဖိုင်နဲ့ပတ်သက်ပြီးပေတုံနဲ့ကိုဘာမှပြောဆိုခြင်းမရှိသေးဘဲနဲ့သူတို့အချင်းချင်းပဲအစည်းအဝေးလုပ်နေတယ်လို့သိရပါတယ်။ဝန်ကြီးချုပ်အနေနဲ့လက်ရှိရှုပ်ခင်းတဲ့ပတ်သက်ရင်လူတို့အမြင်ကြည့်အောင်ပဲရှင်းလင်းရမှာဖြစ်ပြီးသူနဲ့ပတ်သက်ရင်တော့စိုးရိမ်ဖို့မလိုပါဘူးလို့ဗိုလ်ချုပ်ကြီးဗိုလ်ဆင်ကပြောသွားပါတယ်။